လောကလူတွေဟာကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေကိုယ်အိမ်နီးနာခြင်းဖြစ်စေကိုယ်အတိတဲကဖြစ်စေမတိတဲ့ပုံကိုပဲဖြစ်စေကြီးပွားတိုးတက်ပြီးတော့ကိုယ်တည်းတာသွားလို့ရှိရင်ဝမ်းသာနိုင်ခဲ့တဲ့ပုံဝမ်းမသာကြဘူးဝမ်းမသာနိုင်တာဘာကြောင့်ဝမ်းမသာတာတော့ဆိုရင်အိတ်တာလို့ခေါ်တဲ့ jealousy ကြောင့်ဝမ်းမသာတာ အဲ့ဒီချက်လက်စီဆိုတဲ့သဘောတရားဟာသူတစ်ပါးအောင်မြင်မှုနဲ့ပတ်သက်ပြီးစိတ်ထဲမှာပျော်မွေ့မှုမရှိဘူးပျော်မွေ့မှုမရှိဘူးအဲ့ဒါလဲစိတ်ရဲ့ emotion တစ်ခုပဲအဲ့ဒါဖြစ်လာပြီဆိုလို့ရှိရင်ချက်လက်စီတွေဖြစ်တယ်ထိုချက်လက်စီတွေလွှမ်းမိုးလာတဲ့ပုံကိုတယောက်ဟာသူများကိုတော့အန္တရာယ်ပြုတတ်တယ်တခါတော့ကကြားဘူးပါလိမ့်မယ်အမေရိကန်နိုင်ငံမှာ အမျိုးသမီးချန်ပီယံတွေကစကိတ်စီးတဲ့မျိုးသမီးချန်ပီယံဒီအားကစားမှာသူကထူးချွန်လို့တရဖူဆောင်းထားတဲ့ပုံကိုနောက်ထပ်အမျိုးသမီးအားကစားတယောက်ပေါ်လာတယ်စကိတ်စီးပြိုင်ပွဲသူနဲ့ရှင်ပြိုင်လာလိုက်သူရဲ့စုကိုလူတော့မယ်သူနေရာကိုယူတော့မယ်ဆိုတာမခံနိုင်ဘူးမကြည့်နိုင်ဘူးဒါကြောင့် လူစိုးကိုပတ်စံပေးပြီးငားပြီးအဲ့ဒီအမျိုးသမီးခြေထောက်ကိုရိုက်ချိုးခိုင်းတယ်ဒါလောကမှာတကယ်ဖြစ်ခဲ့တာ truth story တကယ်အစ်စ်မှဖြစ်ခဲ့အဲ့ဒါမျိုးကဘာကြောင့်ဖြစ်တာလို့ဆိုလို့ရှိရင် jealousy ခေါ်တယ်ပေါ့အေးအဲ့ဒီလို jealousy ဖြစ်လာတာကောင်းလားဆိုကောင်းအလွန်ဆိုးတယ်သူများရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့မခံနိုင်တဲ့သဘောအဲ့ဒီမခံနိုင်တဲ့ emotion stress လို့ခေါ်တဲ့စိတ်ရဲ့ဖြစ်စည်းမှုပေါ်လာလို့ရှင်ဘာနဲ့ထွက်ပေါက်ရှာရမလဲလို့ဆိုရင်ဘုရိတာဆိုတာဝန်တန်နိုင်အောင်ကြိုးစားရမယ်ဘုရိတာတရားပွားများခြင်းဖြင့်ထွက်ပေါက်ရှာရမယ်တဲ့အေးဘုရိတာတရားပွားများခြင်းလို့ရှင် အောင်မြင်ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးယထာလတ္ထတံပတ္တိတောမာဝိခိသန္တုရထားတဲ့စိတ်စိတ်အခြေအနေတွေကအောင်မြင်မှုတွေကနေဘယ်တော့မှဆုံးယုံမသွားပါစေနဲ့ ထာဝရပျော်နိုင်ကြပါစေထာဝရရွှင်နိုင်ကြပါစေရရှိထားတဲ့အခြေအနေကောင်းတွေကဆွေးဥပျက်စီးမသွားကြပါစေနဲ့ဟောအဲ့ဒီပုံကုန်နဲ့ပတ်သက်ပြီးဒီစိတ်ဓာတ်လေးကိုလေ့ကျင့်ပေးရမယ်လေ့ကျင့်ပေးလို့ရှိရင်ခုနပြောတဲ့သူများစိတ်စိမ်နဲ့ပတ်သက်ပြီးတော့အကောင်းမပြောနိုင်တဲ့အရတိဆိုတဲ့မပြောမွေးတဲ့စိတ်ရဲ့ဆန့်ကျင်နေတဲ့သဘောတရားတစ်ခုရဲ့ထပ်ပေါက်ရပါမှာဖြစ်ပါတယ်ဒါမူရိတာထပ်ပေါက်